ဆူတောင်းပြီဖျားကြီးရဲ့မျက်လုံးတော်မှာမဟူရာကြောက်ဖြင့်ပြုတ်လုထားပြီးဦးခေါင်းတော်ကိုရုရှားစိန်များဖြင့်စီချဲထားပါတယ်။အုံနှလုံးတော်မှာဗရမယအစ်စ်ဖြစ်ပြီးစိန်အစ်စ်များဖြင့်ရန်ထားပါတယ်။နှစ်ဖူးတင်းจิตတော်ကိုမူရွယ်လုံးများဖြင့်လှပတက်ပဲစွာ ပြုတ်လုထားပါတယ်။ရုပ်ပွားတော်စံတော်မူနေတဲ့ကန္နာဂုရီတိုက်မှာ အလျား120ပေ အနံ66ပေအမြင့်85ပေရှိပါတယ်ဘုံပြတ်တက်ပေါင်း90အထိရှိပြီး အစင်တိုင်းတွင်အချင်းလေးပေရှိတဲ့ထီတော်ကိုကတ်လှပူဇော်ထားပါတယ်။ဖျားကြီးရဲ့အရင်ပတ်လဲဖျားများမှာအစု90ရှိပြီး အလဲပစ်စရန်ဖျားများမှာ43စုရှိပါတယ်။အချို့ဖျားဘူးများကကန္နာဂုရိတိုက်ဝင်ဝင်ချင်းဘဲဘက်မှလျောင်းတော်မူဖျားကြီးလက်တော်ကိုဂိုင်းတွဲဆူတောင်း၍မိမိယောဂါခံစားရတဲ့နေရာများမှာပြန်လဲပွတ်သက်ခါဝေဒနာများပျောက်ကင်းတယ်လို့ယုံကြည်ကြတာတွေ့ရပါတယ်။ ဖျားကြီးရဲ့အနောက်ဘက်ရှောက်လန်းညာဘက်တောင်ဆင်းသူတော်တစုကိုတော့စံကေတာကောင်းစေတယ်လို့ယုံကြည်ကြကစပင်းများကိုလာရောက်လှူဒန်းကြ